ီလေးဖုန်းထဲမှာဒီမှာအမမမညီရောအမမြင်ရတယ်မြင်ရတယ်ဩညီလေးကအားဆိုတော့ဘိုးကြီးကျွန်တော်ဟောမဖြစ်တော့ဘိုးကြီးအဲအဲ့လိုကတော့မဖြစ်ပါဘူးဟိုပြီးပြီးသွားတယ်တရားသဘောအရာပြောမယ်ဆိုရင်တော့ဒါသဘောဝါတရားကြောင့်ဖြစ်တဲ့အတွက်ဒီလိုပဲတပ်ပြေသင်္ကာရအနိဋ္ဌာဆိုတဲ့အတိုင်းပဲနှလုံးသွင်းဆင်ញင်ပါတယ်အဲ့လိုပဲရှင်ဘာအတက်ပဲအချင်း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 တက်ပဲချင်းချင်းပဲကောင်းပါတယ်ဥသိန်းတို့ဘုရားကနှစ်ဆင့်ပေါ့အောက်မှာလဲလိုင်ကူတွေနဲ့ အဲလေးဘက်လေးတန်းမှာလည်းဘုရားနှစ်ချိတ်ရှိသူရှိတယ်ပေါ့အရှိဘက်မှာခုနှစ်သူအနောက်ဘက်မှာခုနှစ်သူတောင်ဘက်မှာခုနှစ်သူမြောက်ဘက်မှာခုနှစ်သူအလုံးနှစ်ချိတ်နဲ့ရှိသူပေါ့အဲ့ဒီအောက်ကနေပြီးတော့လှိုင်ကူလေးရှိတယ်လှိုင်ကူလေးကနေအပေါ်တက်သွားရင်ပင်မရုပ်ပွားတော်ဇေဒီတော်မြတ်ကြီးရှိတယ်ပေါ့အဲ့ဒါတစုအဲကျန်တာတွေကတော့ခုနပြောတဲ့ငလင်တန်းကြောင့်အကုန်လုံးပျက်စီးသွားပြီပေါ့ဒီသုံးစုပဲခုလက်ရှိမြင်နေရတဲ့သုံးစုပဲကျန်မာတော့တယ်ဟုတ်ပါတယ်အကုန်လုံးပျက်စီးသွားအကုန်လုံးပျက်စီးသွားအပေါ်ကရုပ်ပွားတော်ကြီးရလည်းဥပေါင်းတော်မြေခသွားတယ်ခုမြင်တဲ့အတိုင်းပေါ့နော်ကြောက်စင်းလို့တော့ပြင်မှာရှိပါတယ်ရောင်စုံကွန်ပျူတာပါ ဝင်းစင်းတို့လည်းစတော့နေအောင်ကြောင့်နေထိုးလို့ကွန်ပျူတာလိုပဲထင်တာနေထိုးရင်တရောင်နဲ့ဖြစ်မှာကိုကအယောင်ဆုံးမျိုးစုံအနီရောအဝါရောအစိမ်ရောအဲ့လိုမောင်းတော့အယောင်ရောအဲ့လိုပေါ့အယောင်ဆုံးကွန်ပျူတာအဲ့ဒါအဲ့ဒါနဲ့ဘဂဝသမားလေးလုံးဝဒီဘုရားကိုမဖယ်ရှားရဲရဲနဲ့ဒီလိုပဲရက်တာပြီးခုတော့ဦးစင်းတို့ကနာဂုတီချောင်းဆောင်လေးပေါ့လာတဲ့လူလေးဖူးအောင်ဆိုပြီးတော့အဲ့လိုလေးလုပ်ဖို့လို့စီမံထားပါတယ်အဲဘောတော့ဦးဦးတုတ်တာပါ ဟုတ်ကဲ့အုံမင်ကိုယ်တယ်လို့အမိရပါတယ်ဒီဖရားရဲ့ဓာတ်ပုံတော့ပါအဲဒါကဖရားရဲ့အနောက်မုတ်ပေါ့နောက်ဘက်ကအလုံး9သူရှိတဲ့ထဲကဒါမြောက်ဘက်က3သူကျန်တာပေါ့အနောက်မြောက်ပေါ့အနောက်မြောက်က3သူကျန်တာပေါ့အဲမြင်းကလေးလုံးတော့ဦးသိန်းတို့ကဟိုဘက်ကျောင်းမှာဖရားပေးမှာတော့ဒီဖရားရှိတဲ့အခါကျတော့ဖရားကိုစောင့်ရှောက်ဖို့ဘုန်းကြီးကျောင်းကတော့ရှိကြရတာပေါ့လေအဲတော့ဦးသိန်းတို့အသီးသီးစောင့်ရှောက်ကြတဲ့အခါကျတော့ဦးသိန်းတို့ကကျောင်းတော့၃တက်ကျောင်းပေါ့အဲ့ဒီ၃တက်ကျောင်းအလဲရက်ကနေပြီးတော့ငင်းလောက်တဲ့အခါကျတော့ဒါပြေးထွက်လာခဲ့တာပေါ့ပြေးထွက်လာပြီးတော့ဒီအပေါ်ဘက် ရင်မြင်တော်ဘက်ပေါ်ဘက်ကစက်ကူပင်ရှိတယ်အဲ့ဒီဘက်မှာရိုက်ကြည့်နေတဲ့အချိန်မှာပဲလှုပ်ရင်းနဲ့ဒီဖျားကြီးကပြိုကျသွားတယ်ပေါ့မြင်လိုက်ရတယ်ကိုယ်တိုင်မြင်လိုက်ရအဲရင်းနဲ့မှာတော့ပြောမပြနိုင်အောင်ဆုတ်ထိပ်ပြီးတော့ခုနကလိုနှမျောတသားဖြစ်မိတာပေါ့ယူကျုံမရဖြစ်မိတာပေါ့ဩတို့ဖျားကြီးပြိုကျသွားပါပြီဖြည့်စီသွားပါပြီလားဆိုပြီးဘလို့မှရင်းနဲ့မှာယူကျုံမရဖြစ်မိပါတယ်အဲ့လိုပါအဲအဲ့လိုကတော့မဖြစ်ပါဘူးဟိုပြီးပြီးသွားတယ်တရားသဘောအရာပြောမယ်ဆိုရင်တော့ဒါသဘောဝတရားကြောင့်ဖြစ်တဲ့အတွက်ဒီလိုပဲ တပ်ပေသင်္ကာရအနိဗ္ဗာန်ဆိုတဲ့အတိုင်းပဲနှလုံးသွင်းဆင်ញံပါတယ်အဲ့လိုပဲဆင်ញံပါအဲတပ်ပေတယ်ဂျင်ညိုဂျင်ညိုတပ်ပေဂျင်ညိုပဲကောင်းပါတယ်ဦးသိန်းတို့ဘုရားကနှစ်ဆင့်ပေါ့အောက်မှာလဲလိုင်ကူတွေနဲ့အဲလေးဘက်လေးတန်းမှာလဲဘုရားနှစ်ချိတ်ရှိသူရှိတယ်ပေါ့အရှိဘက်မှာခုနှစ်သူအနောက်ဘက်မှာခုနှစ်သူတောင်ဘက်မှာခုနှစ်သူမြောက်ဘက်မှာခုနှစ်သူအလုံးနှစ်ချိတ်နဲ့ရှိသူပေါ့အဲ့ဒီအောက်ကနေပြီးတော့လိုင်ကူလေးရှိတယ်လိုင်ကူလေးကနေအပေါ်တက်သွားရင်ပင်မရုပ်ဘွားတော်ဇေဒီတော်မြတ်ကြီးရှိတယ်ပေါ့အဲ့ဒါတဆူအဲကျွန်တော်တွေကတော့ခုနပြောတဲ့ငလင်တန်းကြောင့်အကုန်လုံးပျက်စီးသွားပြီပေါ့ဒီသုံးစုပဲ ခုလက်ရှိမြင်နေရတဲ့အသုံးသူပဲကျမှာတော့လေဟုတ်ပါတယ်အကုန်လုံးပြည့်စည်သွားတယ်အကုန်လုံးပြည့်စည်သွားတယ်အပေါ်ကရုပ်ပွားတော်ကြီးရလည်းဥကောင်းတော်မြေခသွားတယ်ခုမြင်တဲ့အတိုင်းပေါ့နော်ကြောက်စင်းလို့တော့ပြည်မှာရှိပါတယ်အတန်ရုံနေရှိတော့ဥသိန်းတို့ငငယ်ငယ်နေရပါကိုရင်ဘွားကနေကဒီမှာနေတာအသက်အရွယ်လေးရလာတဲ့အခါကျစာသင်လိုက်ထွက်တယ်စာသင်လိုက်ကစာသင်ပြီးလို့ဘွဲတွေပါတွေရတော့ဒီချောင်းပြန်ပြီးတော့ကိုမိခင်ကြောင့်မှာပဲစာပြန်ချပြီးတော့ဒီမှာစာချဘုန်းကြီးဘွားနဲ့နေတာပါအဲအဲ့ဒီကွန်မြူနယ်ဆိုတာကဥသိန်းတို့ကပေါ့တကြံအတက်နေရတကြံအတက်နေခုလိုညနေဆောင်လေးမှာပေါ့ ဒီအခုလက်ရှိမြင်နေရတဲ့ဒီအနောက်မြောက်တောင်ကအဆွန်ဆုံးဖျားပေါ့အဲ့ဒီအဆွန်ဆုံးဖျားရဲ့အပေါ်မှာကြောက်တုံးကြီးအကြီးရှိတယ်အင်္ဂလိပ်ဂျိုးတွေနဲ့ပြိုကျထားတာကြီးပေါ့အခုလဲကျင်းခွက်ရဂျိုင်းရကြီးရှိပါတယ်အဲ့ဒီပေါ်မှာခေါင်းပေါ်မှာအဲ့ဒါကြီးကိုဖယ်မလို့ထိလိုက်တယ်နဲ့အဲ့ဒါကြီးကခုနပြောသလိုပေါ့ဒီမြောက်ဘက်ကိုပြုတ်ကျပြီးတော့အမှန်တော့ဒီဖျားတွေကလည်းပဲငလင်လောက်တဲ့အခါကျတော့ပိတ်ပြီးတော့ကြီးညိုဝဲမဖြစ်တဲ့အခါကျတော့ဒီဖျားတွေကိုရှင်းလင်းဖို့ဆိုပြီးတော့ဘာဝုဒ္ဓမကဒီကြောက်တုံးကိုအရင်ဖယ်ပါတယ် ဖယ်လိုက်တဲ့အခါမှာဒီဘုရားကိုရှင်းဖို့ဆိုပြီးလှုပ်တဲ့အခါမှာကြောက်တုံးလဲကြပြီးတော့ရောဘုရားကရောင်ကြီးတော်ထပြီးတော့ကွန်ပျူတာအဲ့လိုသဘောပါပဲအဲ့တော့ကွန်ပျူတာပရမကွန်ပျူတာတော့ဥစဉ်တို့မတွေ့လဲရပါဘူးမဖူးလဲရပါဘူးဒုတိယအကြိမ်ကွန်ပျူတာဥစဉ်ရင်ဖူးလဲရပါတယ်ခုနလိုပဲပြည့်သက်တွေအများကြီးရှိသလိုပဲအောက်ကဆရာလေးတွေတက္ကရာကမတွေဖုံးနှံဆက်တက်ကသူတို့တက်လာတယ်သူတို့တက်လာတော့တစ်ခါထပ်ပြီးကွန်ပျူပါတယ်ဒါကတကြံအတက်နေပါတကြံအတက်နေမှာကွန်ပျူတာကွန်ပျူတာပထမဒီအနောက်မြောက်ဘက်ကဖေဟာအရင်စပြီးကွန်ပျူတာပါ ပြီးတော့မှအလှဖရားကရောင်ကြီးတော်ကွန်ပျူတာပါနောက်ပြီးတော့နေဆန်းတရနေ့ကြတော့ဥသိန်းတို့ကနှစ်သက်လေကူးတာဖြစ်တဲ့အတွက်ဒီဖရားကြီးကိုဥသိန်းတို့အနေကစားတင်ပါတယ်ဗုဒ္ဓဘာသာကမင်္ဂလာအနေကစားတင်တပင်ဆင်ရင်ကျင်းပါပါတယ်တန်ဃာတော်အရှင်သူမြတ်ဒီအဲ့ဒီမှာလည်းပဲမနေ့ကင်းမှာဒီတိလက်ရှင်ဆရာလေးတွေကကူတက်လာပြီးတော့ဂရောဝဲတွေပါဒီသာသနာဘောတွေပါဒီပြင်တယ်အဲတောက်တော်ရေရန်ပန်းစီမီရေရန်အမွေးတိုင်းစီမီတို့ကိုပူတော်တယ်အဲ့ဒီပူတော်တော့လည်းမနေ့ကင်းမှာလည်းတကြိမ်ရောင်ကြီးတော်ကွန်မြူပါတယ်။ရောင်ကြီးတော်ကွန်မြူလာပြီးအုံနှလုံးမွေးရှင်တော်က မြတ်စွာဘုရားရဲ့မြခုံးတော်နှစ်ခုရားကအဲ့လိုရောင်စုံကွန်ပျူတာပါဦးသိန်းတို့ကလည်းအစတော့နေအောင်ကြောင့်နေထိုးလို့ကွန်ပျူတာလိုပဲထင်တာနေထိုးရင်တရောင်နဲ့ဖြစ်မှာကိုကရောင်စုံမျိုးစုံအနီရောအဝါရောအစိမ်ရောအဲ့လိုမောင်းတော့အရာရောအဲ့လိုပေါ့ရောင်စုံကွန်ပျူတာအဲ့ဒါနဲ့ဘဂဝတ္တမလေးလုံးဝဒီဘုရားကိုမဖယ်ရှားရဲရဲနဲ့ဒီလိုပဲရက်တာပြီခုတော့ဦးသိန်းတို့ကနာဂုတီချောင်းဆောင်လေးပေါ့လာတဲ့လူလေးဖူးအောင်ဆိုပြီးတော့အဲ့လိုလေးလုပ်ဖို့လို့စီမံထားပါတယ် ဟုတ်တယ်ဖူးမြော်ဝင်ရတယ်ဥစဉ်တော့တော်တော်အချိန်ကြာကြာဖူးမြော်ဝင်ရပါတယ်ဥစဉ်တစ်ပါးတည်းမှမပေါ့တော်တော်များများဖူးမြော်လိုက်ရပါတယ်ဒါကတော့ခုနပြောလို့ပေါ့ဟိုဘာသာကိုသက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်ရှိသလိုမသက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်လည်းရှိတာမသက်ဝင်မယုံကြည်တဲ့ပုဂ္ဂိုလ်လည်းရှိကြတာပေါ့လေအဲ့တော့သက်ဝင်ယုံကြည်တဲ့ပုဂ္ဂိုလ်ကတော့ဒါရောင်ကြီးတော်ကွန်ပျူတယ်ဆိုလို့ရှိရင်တော့ခုနပြောတဲ့ကြီးညိုစိတ်တဖွားဖွားဖြစ်ပြီးတော့ဒီဘုရားပေါ်မှာသရတရားတိုးဝပြီးတော့ပို့ပြီးတော့ကြီးညိုခြင်းစိတ်ပို့ပြီးတော့ကိုးကွယ်ခြင်းစိတ်ကိုဘုရားဘာသာကိုပို့ပြီးတော့ ယုံကြည်အားထားသိတော့ဖြစ်ကြတာပေါ့ဒါကခုနပြောလို့တခြားတခြားသောတိတ်ပြီးတော့ကြီးညိုရင်းသွဲမရှိတဲ့ပုဂ္ဂိုလ်ကတော့တမန်ငါချန်ငါအနေနဲ့အဲဖြစ်ကြတာတော့ဒါကတော့လူတိုင်းရဲ့သဘာဝလိုပဲပြောချင်ပါတယ်ဆက်လက်ပြီးတော့ဘယ်လိုဆောင်ရွက်မှာလဲဆိုတော့ဦးသိန်းတို့ကဒီဟာကိုအကုန်လုံးဒီခုလောက်ကျောင်းမှာမြင်နေရတဲ့မြေပုံပေါ့အဲဒါကိုအကုန်လုံးရှင်းလင်းပြမှာရှင်းလင်းပြပြီးမှခုနပြောတဲ့အသိပညာရှင်အတက်ပညာရှင်ဆရာတော်ဦးစေကိန်းကခေါင်းဆောင်ပြီးတော့ဦးသိန်းတို့ဆက်လက်ပြီးတော့လုပ်ရမှာပါတိဆောက်ပြုပြီး အသစ်တစ်ဖန်ပြန်လဲပြုတ်လောက်ရမှာပါအဲ့လို